အားလုံးပဲမင်္ဂလာပါရှင်။ Story Bound မှာကြိုဆိုလိုက်ပါရနော်။ဒီနေ့မှာတော့တတမမီလေးတို့အတွက်တစ်ခေါင်းလေးတဲကခိခိနဲ့သူ့ရဲ့ရန်သူတော်လေးဂျက်ဖာဆိုတဲ့ပုံမြင်လေးကိုပြောပြပေးသွားမှာပါရှင်။ဟိုးရှေရှေတော့ငါပေါ့ကွယ်။မြို့လေးတစ်မြို့မှာအင်္ဂလိပ်တအိမ်ရှိပါတယ်။အဲ့ဒီအင်္ဂလိပ်မှာဂျက်ဖာလို့ခေါ်တဲ့အစော့တန်နဲ့ခွေးလေးတစ်ကောင်ရှိနေတဲ့ကွယ်။အင်္ဂလိပ်ရဲ့အရှိမာကတော့တစ်ပင်ကြီးတစ်ပင်ရှိပြီး သစ်ပင်ပေါ်မှာခိခိလို့ခေါ်တဲ့ရှင်လေးတကောင်နေထိုင်နေပါတယ်ကွ။ခိခိလေးနဲ့ဂျက်ဖာလေးတို့ကနေတိုင်းမြင်တွေ့နေရတဲ့ဆက်ဆံရေးပေါ့ကွ။ဒါပေမဲ့အချင်းချင်းတော့မတဲကြဘူးကွ။ခိခိလေးကကြာအစော့တန်လွန်းတဲ့ဂျက်ဖာလေးကို အလွန်အမြင်ကပ်ပါတယ်။ဂျက်ဖာလေးကလည်းခွေးပီပီတတ်တာပဲရှင်ဖြစ်တဲ့ခိခိလေးကိုအလွန်ကိုမျက်စိနှောက်ရှာတဲ့။ ဒါကြောင့်ပဲကျက်ဖာလေးကခိခိလေးကိုဆို အမြဲတမ်းလိုက်ဖမ်းနေလေးရှိတာပေါ့ခိခိလေးကလည်းကျက်ဖာလိုက်ဖမ်းပြီဆိုတဲ့အချိန်တိုင်းအပင်ပေါ်ပဲတက်ပြေးပါတဲ့ကျက်ဖာလေးကခွေးဆိုတော့အပင်မှမတက်နိုင်ပဲလေနော်အဲဒါကြောင့်ကျက်ဖာလေးကသူ့ကိုမမိတော်ဘူးဆိုရင်ခိခိလေးကပြောင်းသွားတတ်ပါသေးတယ်ဒီလိုမျိုးကမောက်ကမဖြစ်နေတဲ့ဆက်ဆံရင်းနဲ့ဆိုတော့သူတို့နှစ်ယောက်လည်းမတက်ကြဘူးကွယ် တရက်မှာတော့ဂျက်ဖာလေးကတစ်ပင်အမြင့်ကလေးကိုမိပြီးအိတ်နေပါဗျ။စောင်းနေရောက်ဖို့ရက်ပိုင်းလေးပဲလိုတော့တာဆိုတော့အဲ့ဒီချိန်ကခိခိလေးအတွက်စောင်းခိုဖို့အစာရှာပြင်ဆင်ရချိန်ပေါ့။ခိခိလေးလည်းသူ့ရှာထားတဲ့ဝက်တချသီးလေးတွေကို ယူပြီးသူ့အတိုက်ဖြစ်တဲ့တစ်ကောင်းကလေးစီကို ပြန်လာရှာပါဗျ။ဂျက်ဖာကတော့အပင်အောက်မှာပေါ့ကွယ်။ခိခိလေးတယောက်သူဆုလာတဲ့ဝတ်တချသီးလေးတွေကို အပင်ကြီးထဲစုပြီးထည့်လိုက်ပါတယ် ဖြစ်ချင်တော့သူ့ရဲ့တေကောင်းပေါအောက်ကဘက်ကအပေါက်ကလေးဖြစ်နေတော့သူမသိလိုက်ဘူးပေါ့ကွယ်။ငကိုကမှအပေါက်လေးဖြစ်နေတဲ့တေကောင်းကလည်းပြေရှံလာတဲ့အသီးလေးတွေရဲ့အလေးချိန်ကို မခံနိုင်တာကြောင့်ပေါက်ထွက်သွားပြီးအသီးတွေလည်းပြုတ်ကျကုန်ပါတယ်။ခိခိလေးလည်းသူ့အသီးလေးတွေကို အမြန်လိုက်ဖမ်းရှာပါတယ်။ဒါပေမဲ့ဖမ်းလို့မမိဘူးပေါ့ကွယ်။ပိုဆိုးတာကလည်း အသီးတွေက အပင်အောက်တဲ့တဲ့မှာရှိတဲ့မြောင်းဖုံးကနေမြောင်းထဲဝင်သွားတာပါပဲတမိုးလုံးတနွေလုံးစုထားတဲ့အသီးလေးတွေကိုအဲ့လိုမျိုးခဏတွင်းချင်းဆုံးရှုံးလိုက်ရတော့ခိခိလေလောကကြီးကိုစိတ်ကုံသွားရှာတဲ့စိန်လဲပြက်ပင်လဲပင်မနေပြီဖြစ်တဲ့ခိခိလေးတယောက်အပင်အောက်ကိုဆင်းလာပြီးခွေးလေးချက်ဖာရဲ့ဗဇက်ထဲမှာဝင်လိုက်တယ်ကွ ခွေးလေးချက်ဖာကတော့ပုံမှန်ဆိုရင်ရတဲ့အခွင့်အရေးကိုစုပ်ကင်ပြီးခိခိလေးကိုကိုက်တက်ပစ်လိုက်မှဆိုပေမဲ့အခုကတော့ခိခိလေးရဲ့တနာစရာဖြစ်ရတဲ့ခုကို မြင်လိုက်ရတာကြောင့်မကိုက်ရဘူးပေါ့ကွယ်တော်တော်ကြာတာတောင်ခွေးလေးချက်ဖာကသူ့ကို မကိုက်ပစ်တဲ့အခါကျတော့ခိခိလေးလည်းဂျက်ဖာရဲ့ပါဇက်ထဲကနေပြန်ထွက်လာပြီးဂျက်ဖာကိုမေးပါတယ်မင်းကကိုကိုက်ချင်နေတာမို့လားဘာလို့မကိုက်တာလဲလို့မေးလိုက်တော့ဂျက်ဖာလေးက ငါမင်းကိုကြိုက်ချင်တာမှန်ပါတယ်။ဒါပေမဲ့ငါကတနာစရာကောင်းပြီးတေးချင်နေတဲ့ရှင်လေးကိုတော့မကြိုက်ချင်ဘူးလို့ပြန်ပြောပါတယ်။ဇက်ဖာရဲ့စကားကိုကြားတော့ခိခိလေးကငိုကြွေးပြီးကုံပြီးငါတမိုးလုံးတနွေလုံးရှာထားသမျှစီးစိမ်တွေအကုန်ကုန်ပြီးငါဘယ်လိုလုပ်ရမလဲ။ဇက်ဖာ ဒီချိန်မှာငါ့ဘွားကြီးကိုလက်လျှော့လိုက်တာကလွဲလို့ဘာမှမလုပ်ချင်ဘူးလို့ပြောလိုက်တယ်ကွ။ချက်ဖာလေးလည်းခိခိလေးကိုကြည့်ပြီးဘာလုပ်ရမလဲလို့စဉ်းစားနေတာပေါ့။နောက်ကြတော့မှချက်ဖာလေးကငါကူညီရတာပဲလို့တွေးပြီးငိုကျွေးနေတဲ့ခိခိလေးကိုအဲ့ဒါလေးအတွက်နဲ့ဝမ်းနဲ့နေတာလားငါကူညီပေးမယ်လို့ပြောလိုက်တဲ့ကွ။အဲ့ဒီခါမှာတော့ခိခိလေးကမင်းရောက်ငါ့ကိုဘလို့ကူညီနိုင်မှာလဲကွာလို့ပြောတာပေါ့။ဇက်ဖာလေးလည်းလား ငါကြောပေါ်တက်ငါတော်တော်စောတက်တယ်ဝက်တိချတော်ကြီးရှိတယ်ဒီချိန်ဆိုရင်အသီးတွေအများကြီးကျွင်နေလောက်ပြီငါမင်းကိုအဲ့ဒီကိုပို့ပေးမယ်လို့ပြောလိုက်ပါတယ်ဇက်ဖာလေးရဲ့စကားကိုကြားတော့ခိခိလေးလည်းဝမ်းသာအားရနဲ့ဇက်ဖာလေးကြောပေါ်ကိုခုန်တက်လိုက်ရှာပါတယ်ဇက်ဖာလေးလည်းခိခိလေးကိုဝတ်တိချတော်ကြီးစီခေါ်သွားတော့တာပေါ့ကွတောကိုရောက်တော့ဇက်ဖာလေးပြောသလိုပဲဝတ်တိချသည်တွေအများကြီးကျွေနေပြီကွ ခိခိလေးလဲဝမ်းတာအားရနဲ့ဝတ်တချာသေးတွေကို လိုက်ကောက်တာပေါ့ဒါပေမဲ့ခိခိလေးကအကောင်လေးသေးတော့မြတ်မြတ်မသေးနိုင်ဘူးကွဒါကြောင့်ဇက်ပါလေးကလည်းကုသေးပေးရှာပါတယ်ခိခိလေးလဲဇက်ပါလေးကျေစုနဲ့တဆောင်းလုံးကိုရိတ်ခါလုံးလုံးလောင်းလောင်းနဲ့ဖြန့်တန်းသွားနိုင်တာပေါ့အဲ့ဒီကိစ္စကြောင့်ねခိခိလေးတယောက်ဇက်ပါလေးကိုတငယ်ချင်းလိုမြင်လာပါတယ် ဒါပေမဲ့ဂျက်ဖာလေးကတော့ခိခိလေးကို အမြင်ကပ်မျက်စိနှောက်နေတော့မှာပဲဒီလိုနဲ့တရက်မှာဂျက်ဖာလေးရဲ့သခင်ဂျက်ဖာလေးကိုထားပြီးခရီးထွက်သွားပါတယ်အစာပုတ်တဲ့ဂျက်ဖာလေးကလည်းတခင်ကတစ်နေ့လုံးစားထားပြီးတဲ့အစာတွေကို တထိုင်နဲ့စားပြစ်လိုက်တာပေါ့ဒီလိုစားပြစ်လိုက်တာကြောင့်ညရောက်တော့ဂျက်ဖာလေးတရားကိုစားစရာမရှိတော့ဘူးကွဲ့ ဘိုက်ကလည်းအလွန်စားစားစရာကလည်းမရှိဆိုတော့ဂျက်ဖာလေးတယောက်ခမခြံထဲထွက်ပြီးမှိုင်းထွေနေရှာပါတယ်။အရင်လိုတက်တက်ကြွကြွမရှိဘဲမှိုင်းထွေနေတဲ့ဂျက်ဖာလေးကိုတွေ့တော့ခိခိလေးလည်းစိတ်ပူလာတာပေါ့။ဒါကြောင့်ခိခိလေးဂျက်ဖာလေးနားသွားပြီးအကျိုးအကြောင်းသွားမေးပါတော့တယ်။အဲ့ဒီခါမှာဂျက်ဖာလေးကမင်းနဲ့မဆိုင်ပါဘူး။ကို့ဘာသာအေးဆေးနေစမ်းမှာငါအခုမျက်စိနှောက်မခံနိုင်ဘူး။ ။ဘိုက်ထဲလည်းအစာမရှိလို့မင်းအောင်ကြိုက်ဖို့လည်းအားမရှိဘူးလို့ပြောလိုက်ပါတယ်။ဒီခါမှာတော့ခိခိလေးကကျက်ပါဘိုက်စားနေတာဖြစ်မယ်ဆိုတာကိုယိမ့်မိသွားပြီးအပြင်ကို ပြေးထွက်သွားပါတယ်။ကျက်ပါလည်းစိတ်ဆိုးဆိုးနဲ့အိတ်နေတာပေါ့။တိတ်မကြခင်မှာပဲခိခိလေးကကျက်ပါလေးနာကိုအမဲသားတစ်လုံးချီပြီးပြန်ရောက်လာခဲ့ပါတယ်။ ဂျက်ဖာလည်းမင်းဒီအသားကိုဘယ်ရရလာတာလဲလို့မေးတာပေါ့အဲ့ဒီခါမှာခိခိလေးကဟိုဘက်တလန်းကျော်အိမ်က အိမ်ပိုင်ရှင်ကငါ့ကိုချစ်တယ်လေအဲ့ဒါငါဝင်တောင်းတာနဲ့သူပေးလိုက်တာမင်းလည်းအဲ့ဒါစားပြီးတော့ပဲဖြစ်ဖြစ်အစာနည်းနည်းပြီမှာပါစားလိုက်နော်အဲ့လိုမျိုးပြန်ပြောလိုက်တာပေါ့ခိခိလေးရဲ့စကားကိုကြားတော့ဂျက်ဖာလေးကလည်းဟဲငါသူ့အပေါ်မှာအမြင်မှားခဲ့တာပဲ အမှန်တော့သူဟာငါရင်သူမဟုတ်ပဲငါမိတ်ဆွေတယောက်ပါလားလို့တွေးမိသွားပါတယ်။ဂျက်ဖာလေးလည်းအမဲသားတုံးကြီးကို အာရပါရစားပြစ်လိုက်တာပေါ့။အဲဒီနေ့ကစားလို့အရင်ကရန်သူတွေဖြစ်ခဲ့ကြတဲ့ဂျက်ဖာနဲ့ခီခီတို့ကမိတ်ဆွေတငယ်ချင်းတွေဖြစ်သွားကြပြီးတသက်လုံးပျော်ပျော်ရွှင်ရွှင်စော်ကစားရင်းနေသွားခဲ့ပါတော့တယ်။ပုံမြင်လေးကတော့ဒါပါပဲကွယ်။ ကလေးတို့လည်းဒီပုံမြင်လေးကိုနားထောင်ပြီးပြီဆိုရင်ထာဝရယန္တုဆိုတာကဘာပေါ်မှာမရှိဘူးဆိုတဲ့အကြောင်းကိုသဘောပေါက်ရမယ်နော်။ပြီးတော့ခိခိလေးလိုမျိုးလောကဒဏ်နဲ့ကြုံတွေ့ရပြီးကိုယ့်ရဲ့စီးပွားဥစ္စာအကုန်ဆုံးရှုံးရပြီဆိုရင်ဘဝကြီးကိုလက်လျှော့လိုက်တော့မယ်လို့မတွေးကြရဘူးနော်။ဘာလို့လဲဆိုတော့ကလေးတို့ရဲ့ဘဝကြီးကကလေးတို့ကို အမြဲတမ်းအခက်အခဲတွေပေးနေမှာဖြစ်လို့ပါပဲ။ တကယ်လို့ခလေးတို့ကအခက်ခဲကိုကြော်ဖြတ်ဖို့မစင်စားတော့ဘူးဆိုရင်ဘဝကြီးမှာရှုံးနိမ့်မှုအကြီးဖြစ်သွားပြီပေါ့ကွယ်။ဒါကြောင့်ခလေးတို့လည်းတသက်လုံးလောကဒဏ်တရား၈ပါးကို ခံနိုင်ရှိဖို့ကြိုးစားကြပါကွယ်။နောက်နေ့တွေမှာလည်းသသမိမိလေးတို့အတွက်ပုံမြင်လေးတွေအမြဲတင်ပေးသွားမှာမို့တီတီစုရဲ့ Story Box for Baby TikTok Channel လေးကို Follow လုပ်ပြီး YouTube Channel ကခေါင်းလောင်းလေးလေးနှိပ်ထားပေးကြပါဦးနော်။